ုပ်သည်များဒုက္ခဖြစ်အောင်စကားလေးပြောကြည့်ရင်လေသေရင်ကို့နောက်ဘာမှပါတာမဟုတ်ဘူးသေရင်အားလုံးထားခဲ့ရမှာလုပ်သည်များဟာဒုက္ခပဲဆိုပြီးတော့ဘာမှမလုပ်ဖဲနေလို့ဘဝကသိမ့်မမလားအဝိဇ္ဇာပစ္စယသင်္ခါရဆိုတဲ့အတိုင်းအတိမဲ့နဲ့လုပ်ရင်အတိမှားနဲ့လုပ်ရင်တော့လေလုတ်သည်များဟာဒုက္ခဖြစ်မှာပါလို့ ြောနိုင်မှာပါပဲ။သိရင်ကိုနောက်ဘာမှမပါလို့ဘာမှမလုပ်ဘူးဘာမှမရှိဘူးဆိုရင်ကိုကမိဘဖြစ်နေရင်မိဘဝတရားကြည်အောင်သားသမီးတွေကိုဘယ်လိုပြုစုပျိုးထောင်မလဲ။ကိုကအိမ်အောင်ဦးစည်းလင်းယောက်ျားတယောက်ဖြစ်နေတယ်ဆိုရင်လေလင်းဝတရားကြည်အောင်မယားကိုဘယ်လိုကျွေးမွေးနိုင်မလဲ။ကိုကသားသမီးတယောက်ဖြစ်နေသေးလို့ မိဘတွေရှိနေသေးတယ်ဆိုရင်လေသာသမီဝတ္တရားကြီးအောင်မိဘတွေကိုဘယ်လိုပြုစုနိုင်မလဲနောက်ဆုံးကုဘဝရက်ဒီဖို့တောင်သူများစီမှာ အားကိုးနေရတော့မှာမဟုတ်လားအဝိဇ္ဇာပစ္စယသင်္ခါရာဆိုတာအတိမှားနဲ့လုတ်တဲ့အဘိသင်္ခါရကိုပြောတာအဘိသင်္ခါရဆိုတာကလည်းလောဘဒေါသမောဟမာနစတဲ့ကိလေသာတွေနဲ့လုတ်တဲ့အလုတ်တွေကို ဘိသင်္ခါရလို့ခေါ်ရမယ်။အဲ့ဒီအဘိသင်္ခါရနဲ့လုတ်တဲ့အလုတ်တွေဆိုရင်တော့လေလုတ်သမ ्या ဟာဒုက္ခတွေကြီးလို့ပြောရမှာပေါ့။အတိမံဝိဇ္ဇာဥသိပြီးလုတ်တဲ့ဝိသင်္ခါရဆိုရင်တော့လေလုတ်သမ ्या ဟာဒုက္ခဖြစ်နေမှာပါ။လူကိုဆင်းရဲစေမှာမဟုတ်ပါဘူး။ဝိသင်္ခါရဆိုတာလောဘဒေါသမောဟမာနတွေကျင်းပြီးတော့ လှုပ်တဲ့အလုပ်တွေကိုဆိုရမယ်။လောဘမပါဘဲလှုပ်တဲ့နာလှုပ်တာဟာဝိသင်္ခါရဘော။ဒေါသမပါဘဲလှုပ်တဲ့နာလှုပ်တာလေဝိသင်္ခါရပါပဲ။ညက်စွာဘုရားဟာတဏီကုံရောတညာလုံးနှိပါလူလူရောမနာတအချိန်ပြည့်တော့လုံနေတာမဟုတ်လား။ဖရားလှုပ်သည်များဟာဒုက္ခဖြစ်သလား။ဖရားကဖရားဖြစ်ဖြစ်ချင်းရင်နှွန်းစကားအဖြစ်နဲ့ ပြောလိုက်တဲ့ဇကားဒီတဲ့ကဝိသင်္ခါရကတံစိတ်တံတဲ့ငါဖရာရဲ့စိတ်မှာကိလေသာနဲ့လှုပ်တဲ့အဘိသင်္ခါရတွေကျင်းသွားပြီငါစိတ်မှာအဘိသင်္ခါရတွေမရှိတော့ဘူးလို့မိန့်ခဲ့တယ်မဟုတ်လားဒါကြောင့်မိမိတို့ရဲ့ဘဝမှာလှုပ်သမျှဒုက္ခမဖြစ်ဖို့ဆိုရင်အကြိုက်အမုန်းနေနဲ့မလှုပ်ကြဘူးအကြိုက်အမုန်းနေနဲ့မပြောကြဘူးမစင်စားကြဘူးပြောရမှာပါပဲ။ လောက်သမျှဒုက္ခဖြစ်ဖို့ဆိုရင်တော့သမ္မာဒိဋ္ဌိအတိမှန်အမြင်မှန်နေနဲ့လောက်ပါကြိုင်ပါပြောပါဆိုပါသမ္မာသင်္ကပ္ပအလူတွေအမုန်းတွေက လွတ်မြောက်နေတဲ့ကောင်းတဲ့အတွေးတွေကိုတွေးပါကြံပါစဉ်းစားပါသမ္မာဝါစာ ကောင်းတဲ့စကားတွေကိုပြောပါမှန်တာတွေအကျိုးရှိမဲ့စကားတွေတဦးနဲ့တဦးချစ်လာမဲ့စကားတွေပြောပါ တာမန်ကမန္တကောင်းတဲ့အလုပ်တွေလုပ်ပါ။သူများအသက်တွေမတတ်ပါနဲ့။သူများအသက်တွေကယ်တဲ့အလုပ်တွေလုပ်ပါ။သူများပစ္စည်းတွေမခိုးပါနဲ့။သူများပစ္စည်းတွေမပြောက်ပြောက်အောင်စောင့်ရှောက်ပေးပါ။သူများသားများတွေမစော်ကားပါနဲ့။သူများသားများတွေအစော်ကားမခံရအောင်စောင့်ရှောက်ပါ။တာမာအာဇီဝကောင်းမွန်တဲ့အသက်မွေးဝမ်းကြောင်းနဲ့ရှင်သန်နေထိုင်ပါ။တာမာဝါယမ ကောင်းမွန်တဲ့ကြိုးစားအားထုတ်မှုတွေလုပ်ပါ။အာမာတတိဘယ်နေရဘယ်အလုပ်ဘယ်လိုအနေထားမှာမှတတိလက်မလွတ်ပါစေနဲ့။သမ္မာသမာဓိအမြဲတမ်းတည်တည်ကြည်ကြည်တည်တည်ငြိမ်ငြိမ်ဖြစ်အောင်နေပါ။အဲ့ဒီရှစ်ချက်နဲ့သာအညီလုံးကြမယ်ဆိုရင်လုံးသမ ्या ဟာဒုက္ခဖြစ်မှာမဟုတ်ပါဘူး။လုံးသမ ्या ဒုက္ခဖြစ်နေမှာပါလို့ပြောကြားခြင်းတယ်။ ်ဏီကုံးကျုပ်အနေနဲ့ပြောရရင်ကိုရဲ့စိတ်ရဲ့နှစ်ပါးနဲ့တိဆောက်ထားတဲ့ဒီလူကိုဆိုတဲ့စက်ယုံကြီးကနေထွက်ရှိနေတဲ့ကံဆိုတဲ့ကုံပစ္စည်းတွေကိုကာယကံကောင်းဝစီကံကောင်းမနောကံကောင်းဆိုတဲ့လူစွန့်အင်းနေတာထွက်နေမယ်ဆိုရင်ဒီစက်ယုံကြီးဟာလေတန်ဖိုးရှိတဲ့စက်ယုံကြီးဖြည့်ပြီးတော့ကိုရောဝန်းကျင်ရောငြိမ်းရမှုဒုက္ခဆိုတဲ့စွန့်အင်းနေထွက်နေပါပါလို့ပြောရင် မိကုန်းချုပ်ခြင်းနဲ့အာလုံးအာလုံးလှုပ်သမျှဒုက္ခဖြစ်အောင်ကြိုးစားလှုပ်ဆောင်နိုင်သူများဖြစ်ကြပါစေလို့စန္ဒပြုရင်ဒီကုန်းချုပ်လိုက်ပါတယ်